အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့သတင်းဌာနကနေအော်တိုဘာလ26ရက်နေ့နေ့လယ်ခင်းနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေကောက်ပွဲမှာမဲထဲဖို့ပြောတဲ့အုပ်ချုပ်ရေးမှူးပြစ်ခတ်ခံရ၍သေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ်ပဲခူးတိုင်းအုပ်ဖို့မျိုးနဲ့ဗလာကြီးပါအုပ်စုဝေဖလာကြီးပါမှာစစ်မှုတန်းကြီးကောက်စစ်မှုတန်းစုဆောင်ပေးနေတဲ့အုပ်ချုပ်ရေးမှူးတအူနေအိမ်မှာပြစ်ခတ်ခံရပြီးတည်ဆုံးခဲ့တယ်လို့မြေရောက်ပြောက်ကြားတပ်ဖွဲ့အုပ်ကိုတာဝန်ရှိသူတွေစီကသိရပါတယ်ပြစ်ခတ်ခံရသူဟာငွေဖလားကြီးပါနေဖလားကြီးပါအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်တဲ့အသက်54နှစ်အရွယ်ဦးအေးတောင်းဆိုသူဖြစ်ပြီးအောက်တိုဘာ25ရက်မနက်9:00နာရီခန့်မှာသူနေထိုင်ရာနေအိမ်မှာတင်ပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ခေါင်းတစ်ချက်ကတနက်ဝင်လူလို့ပြစ်လိုက်တာနှစ်ထင်ဘက်ကိုပြစ်ချလိုက်တာမတိကြမှာစိုးလို့ထပ်ပြစ်ခဲ့တယ်။ သူ့အပေါင်းအဖွဲ့တွေလည်းကလာမှာစိုးရနဲ့တနက်တန်တွေထပ်ပေးခဲ့တာရှိတယ်လို့မြောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့တပ်ဖွဲ့မှဒေဝကပြောပါတယ်တနက်နဲ့ပြစ်ခတ်တာခံရတာကြောင့်အုပ်ချုပ်ရေးမှုမှရင်ဘတ်ကြီးထိထိုင်ရနှစ်ချံနှာခေါင်းနဲ့ဝဲဘက်ပါကြီးဖောက်ဝင်ထိုင်ရနှစ်ချက်ရပြီးနေရာမှာတင်ပွဲချင်းပြီးတည်ဆုံကပြစ်ခတ်မှုဖြစ်ပြီးနောက်စစ်ကော်မရှင်အဖွဲ့တွေလာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ် တည်ဆုံးသူအုပ်ချုပ်ရေးမှုဟာတနက်ကင်ဆောင်ထားတယ်လို့သတင်းရချပေးမယ်အချိန်မရတာကြောင့်နေအိမ်အတွင်းမရှာဖွေခဲ့ရတာလို့အချိန်မရတာကြောင့်နေအိမ်အတွင်းမရှာဖွေခဲ့ရလို့ဒိန်းစီရမိတာမရှိခဲ့ဘူးလို့တပ်ဖွဲ့မှူးဒေဝကပြောပါတယ်တည်ဆုံးသူအုပ်ချုပ်ရေးမှုဟာစစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုပြည်သူတွေမဲတဲ့ဖို့ဖိအားပေးတာစစ်မှုထမ်းကြီးဟုဆိုကာချင်းကြောက်ပြီးငွေကောက်ခံတာလူငယ်တွေကိုစစ်မှုထမ်းဖို့အတင်းအကျပ်စုဆောင်းတာတွေပြုလုပ်နေတာကြောင့်ဖြစ်ခတ်ခံခဲ့ရတယ်လို့ဆိုပါတယ် စက်တင်ဘာ28ရက်ကလည်းအုပ်ဖို့မြို့နယ်ရှမ်းကုန်းအုပ်စုရှမ်းကုန်းရွာမှာ PDF ထွေလာတာကိုစစ်ကော်မရှင်တပ်သားတွေလာတဲ့အထင်နဲ့အဲခံတဲ့ရာအိမ်မှုမြင့်အောင်ဆိုသူပြစ်သက်ခံရပြီးတည်ဆုံသွားတယ်လို့သိရပါတယ်။ဆလပီမောင်မကန်ရဲစက်ခန်းကိုတော်လန်ရဲတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းနောင်လုံးမြို့နယ်မောင်မကန်ရဲစခန်းကိုတော်လန်ရဲတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်သားများထိခိုက်ဒေဆုံးမှုရှိကလက်နက်ခရဲများလည်းတင်စီရရှိခဲ့ကြောင်းတိုက်ပွဲအတွင်းပါဝင်ခဲ့သောတော်လန်ရဲသတင်းရင်းမြစ်များကသတင်းဌာနကိုပြောကြားပါရသည် ယနေ့အော်တိုဘာလ26ရက်နေ့နနက်ပိုင်းတွင်ဒေါ်လာရေးတက်ခွဲများကလောင်းလုံးမျိုးနှင့်မောင်မကန်ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်အချမ်းဖတ်စစ်တပ်မှလေရင်ဖြင့်လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထို့သောစစ်တပ်ကလေရင်ဖြင့်ဘုံကျဲခုခံနေသည့်ကြားမှာမောင်မကန်ရဲစခန်းကိုဒေါ်လာရေးတက်ခွဲများကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်အချမ်းဖတ်စစ်တပ်မှထိခိုက်သေးဆုံးမှုရှိပြီးရဲစခန်းအတွင်ရှိလက်နက်ခဲယံများလည်းသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည်ကျွန်တော်တို့ဒီနေ့နနက်အစောပိုင်းလောက်ကလေးကရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါ ်စစ်ခွေးတွေကလေရင်တွေနဲ့ပုံကျဲတိုက်ခိုက်နေတဲ့ကြားကကိုရဲစခန်းကိုအပီးသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်စစ်ခွေးတွေတေဆုံးတာလည်းရှိပါတယ်ရဲစခန်းတွေကလက်နက်ခရံတွေနဲ့သိမ်းဆီးနိုင်ခဲ့တဲ့ဟုတိုက်ပွဲအတွင်းပါဝင်ခဲ့သောတော်လှန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးသတင်းဌာနအနေနဲ့အတီးပြုတ်နိုင်ရန်တဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကိုဆက်သွယ်မေးမြန်းခဲ့ပြီးမောင်မကန်ရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းအတီးပြုတ်ပြောဆိုခဲ့ပြီးဖြစ်စဉ်အသေးစိတ်ကိုထုတ်ပြန်ပြီးဖြစ်ကြောင်းပြောဆိုပါတယ် ဆက်လက်ပြီးမင်းတို့မျိုးအဝင်လမ်းပေါ်တွင်ခီးတဲ့တင်ကားများကိုစက်ကြီးကောက်ရံထွက်လာသောရဲနှအူဖြစ်ခတ်ခံရပြီးတိတ်ဆုံးပြီးလက်နက်နှလက်နှင့်ကြီးစံများရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မကွေတိုင်းတရက်ခရိုင်မင်းတို့မျိုးအဝင်လမ်းပေါ်တွင်ခီးတဲ့တင်ကားများကိုစက်ကြီးကောက်ရံထွက်လာသောရဲနှအူဖြစ်ခတ်ခံရပြီးတိတ်ဆုံးပြီးလက်နက်နှလက်နှင့်ကြီးစံများရရှိကြောင်းအမတ်တစ်စစ်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမတ်လေးတရက်မှတာဝန်ခံကိုမြတ်ကသတင်းဌာနကိုပြောကြားပါတယ်။ ယနေ့အော်တိုဘာလ26ရက်နေ့နံနက်6:30မိနစ်အချိန်မကွေးတိုင်းတရက်ခရိုင်မင်းတုံမြို့အင်းလေကုန်းကြီးရွာအနီးမင်းတုံမြို့အဝင်လမ်းပေါ်တွင်ခရီးသွားကားများကိုလက်နက်ဖြင့်ချိန်ချောက်ဆက်ချေးကောက်ရန်ထွက်လာသောရဲတပ်သား2ဦးဖြစ်သည့်နေမင်းထံတွင်တန်းထိုက်ဆိုးတို့ကိုပြည်သူ့ကာကွယ်ရေးတပ်များကကြိုတင်ဆောင်ဆိုင်ပစ်ခတ်ခဲ့ရာရဲ2ဦးစလုံးသေဆုံးခဲ့ကြောင်းအဆိုပါရဲ2ဦးကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်လေးတပ်ရင်းတပ်ခွဲနှင့်တပ်စိတ်၅ကခင်းပုံဝွေ၍စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်သူတို့ကစစ်ဆေးရေးဂိတ်ကိုထွက်လာတာထက် အဲ့ဒီအနာတဝိုက်မှာဖြတ်တန်းဖြတ်လာခီးသွားကားတွေကိုစက်ကြီးကောက်ဖို့ထွက်လာကြတာပါ။အရင်ကလည်းအဲ့ဒီလိုပဲလှလှပြီးကောက်နေကြတာပါ။အဲ့ဒါကိုကျွန်တော်တို့ကသတင်းအရကင်းပုံးပွေပြီးတော့25ရက်နေ့ညမှကလေးကကင်းပုံးချိုဝေပြီးတော့စောင့်ဆိုင်ပြစ်ခတ်တာဖြစ်ပါတယ်။သူတို့ကကားတွေကိုစက်ကြီးကောက်ဖို့ထွက်လာကြတာပါ။မင်းတို့မျိုးရက်တက်ဖွဲ့ဝင်တွေပါဟုအမတ်တစ်စစ်ဒေသပြည်သူကောက်ွယ်ရေးတပ်မတော်တရက်ခရိုင်အမတ်လေးတရက်မှတာဝန်ခံကိုမြတ်ကရှင်းပြပါတယ်။အဆိုပါတည်ဆုံသွားသောရဲနှုတ်ထံမှ G3 နှစ်လံ G3 G ပေါက်နှစ်ကို G3 G 29တောင်း လက်ပစ်ပုံသည်တစ်လုံးလက်ထိပ်တစ်ခုဖုန်းတစ်လုံးနှင့်ငွေသား6000ခွဲကျပ်တို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည်။အကြံဖတ်စစ်တပ်ကမင်းတုံမြို့ကိုအခြေပြု၍တိုက်ဆွဲထားပြီးမင်းတုံမြို့နယ်အတွင်းရှိခြေရွာများသို့မကြာခဏဆိုသလိုစစ်ကြောင်းထုတ်မှုများရှိကြောင်းမင်းတုံမြို့နယ်အတွင်းရှိခြေရွာများကိုတော်လှန်ရေးတပ်များကနေပြည်တော်အထူးစုံမထားကြောင်းဒေသတော်လှန်ရေးတရင်ရင်းမြများထံမှသိရပါသည်။ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။